ဥထိုင်အခုတခိစင်ကအနောက်နိုင်ငံမှာရှိတဲ့ပါလီမန်နီလာရောက်လေ့လာတာလို့သိရပါတယ်။အဲ့တော့ဒီလိုလာရောက်လေ့လာတဲ့အခါမှာအရင်ကကိုယူဆထားခဲ့တဲ့ဒီအနောက်တိုင်းပါလီမန်နီပေါ့နော်။ဒီအနောက်တိုင်းပါလီမန်နီနဲ့ပတ်သက်ကိုယူဆထားတာနဲ့ကွာခြားချက်တွေရှိပါသလားရှင်။ဟုတ်ကဲ့။ကျွန်တော်တို့အဓိကဒီအနောက်တိုင်းပါလီမန်များကိုလေ့လာတာကတော့ကျွန်တော်နိုင်ငံမှာလည်းနိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်နေပါတယ်။ လုပ်တဲ့အခါမှာပါလီမန်ရဲ့အခန့်ကဏ္ဍလည်းအရေးကြီးပါတယ်။အရေးကြီးတဲ့အတွက်အခုလိုအခွင့်အရေးရတဲ့အချိန်မှာအနောက်တိုင်းပါလီမန်များကိုလေ့လာခြင်းအပြင်ကျွန်တော်တို့လွှတ်တော်လုပ်ငန်းကိစ္စရာများပုံမူအစဉ်ပြေအောင်မြင်စေနိုင်သောသင်ခန်းစာတွေဘုဒ္ဓတရားရနိုင်မယ်ထင်လို့လာရောက်လေ့လာတဲ့အခါမှာများစွာ အကျိုးရှိပါတယ်ခင်ဗျ။သင်ခန်းစာတွေရတယ်လို့ပြောပါတယ်။ဘယ်လိုသင်ခန်းစာမျိုးတွေရတာပါလဲရှင်။ ဟိုတင်ငန်းစာဆိုတာကသူတို့ပါလီမန်နေဖွဲ့စည်းတိဆောက်ခဲ့တယ်တိဆောက်ခဲ့တဲ့အခါမှာအလုံးပြည့်ပြည့်စုံအောင်ကောင်းမွန်ပြီးလို့မမှတ်ယူရနဲ့တချို့ဒီကြားထဲမှာလိုအပ်ချက်တွေအခက်အခဲတွေရှိကြောင်းဒီလိုပဲထုတ်ဖော်ပြောပါရခင်ဗျမြန်မာနိုင်ငံပါလီမန်မှာတော့စစ်တပ်ကိုယ်စားလှယ်တွေပါဝင်ပါတယ်အနောက်နိုင်ငံပါလီမန်နေမှာတော့လူမှုကိုစားပြုပြီးတော့ ဒီပါလီမန်လုပ်ငန်းတွေကိုအောင်အောင်မြင်မြင်နဲ့လုပ်နေတဲ့ပါလီမန်တွေဖြစ်ပါတယ်ဒါတွေကိုလေ့လာတွေ့ရှိတဲ့အခါမှာမြန်မာနိုင်ငံပါလီမန်ကိုအဲ့ဒီလိုဖြစ်တင်တယ်လို့ယူဆပါသလားရှင်ဒီကိစ္စကတော့လောလောဆယ်အနေထားရပြောဖို့နည်းနည်းလေးစောတယ်လို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့ဖွဲ့စည်းပုံအခြေခံဥပဒေက2008ခုနှစ်မှာအဲကျွန်တော်တို့စပြီးတော့အသက်ဝင်နေတယ် တရားလက်တွေ့ကျင့်သုံးတာကပြီးခဲ့တဲ့2021ခုနှစ်ကမှစကျင့်သုံးတယ်။အဲကျင့်သုံးတဲ့နေရာမှာအဲကျွန်တော်တို့တွေ့ရှိတဲ့ပုံမူတည်ပြီးတော့သက်ဆိုင်ရာပါလီမန်ကိုလည်းနဲ့အပြည်သူလူထုရဲ့အဆုံးအဖြတ်ပေါ်မှာတည်မယ်လို့ကျွန်တော်ထင်ပါတယ်။ကျွန်တော်တူတယောက်တည်းသဘောမှာမတည်ဘူးလို့ကျွန်တော်ထင်ပါတယ်။ဟုတ်ကဲ့အဲ့တော့တူတယောက်တည်းသဘောကိုမေးပြကြည့်ရှင်။ဥက္ကဋ္ဌရဲ့တူတယောက်တည်းသဘောကဘယ်လိုရှိပါသလဲရှင်။ ကျွန်တော်ကတော့ဖွဲ့စည်းပုံအခြေခံဥပဒေကဒီဇဲဥပဒေတစ်ခုဖြစ်ပါတယ်ဒီဒီဇဲဥပဒေတစ်ခုဟာနိုင်ငံတော်နဲ့နိုင်ငံသားများရဲ့အကျိုးစီးပွားကို မဖော်ဆောင်ပေးနိုင်တော့ဘူးဆိုလို့ရှိရင်ဖော်ဆောင်ပေးနိုင်တဲ့ဥပဒေများကိုပြန်ပြင်ဆင်ရမှာကျွန်တော်တို့လွတ်တော်ရဲ့တောင်းနှင်းမှာအဓိကဖြစ်ပါတယ်ဒါကြောင့်မလို့နိုင်ငံနဲ့နိုင်ငံသားများရဲ့အကျိုးစီးပွားကိုမဖော်ဆောင်နိုင်တော့ဥပဒေများ ြင်ဆင်ဖို့ပြည့်ဖြတ်ဖို့အတိပြတ်ထမ်းဖို့တောင်းသည်ကျွန်တော်တို့လွတ်တော်ရဲ့တောင်းဖြစ်တဲ့အတွက်အခုမေးတဲ့မိကုံးအရာတက်မလို့သားကိုလည်းမြန်လွတ်တော်တွင်မှပောင်းနေခြင်းသည်နိုင်ငံနဲ့နိုင်ငံသားမြဲအကျိုးစီးပွားကိုအမှန်တကယ်မဖြစ်ထွန်းနိုင်တော့ဘူးဆိုရင်ဒီလိုဝိုင်းပြီးတော့ဆန္ဒအများရှိကြတယ်ဆိုရင်တော့ခုနကမေးတဲ့မိကုံးရဲ့အဖြေပဲဖြစ်ပါမယ်ဒီဥပဒေကိုဒီ စစ်တပ်ကနေပြီးတော့ဥစီးပြီးတော့ရေးဆွဲခဲ့တာဖြစ်ပါတယ်ဒီဥပဒေကိုလည်းရေးဆွဲတဲ့အတီးပြုံးတော့လည်းသူရဥရွှေမန်းကိုရိုင်းကစစ်ကောင်းဆောင်တူဦးအနေနဲ့ထောက်ခံအတီးပြုတ်ခဲ့တာဖြစ်ပါတယ်အဲ့တော့ဒီလိုအတီးပြုတ်ခဲ့တဲ့ဥပဒေတရားကိုပြောင်းဖို့ဆိုတာလွယ်ပါမလားရှင်ဒက်ခံထားတဲ့ဥပဒေပြင်ဖို့ဆိုတဲ့နေရာမှာဖွဲ့စည်းပုံချိန်ကဥပဒေမှာကဒီဥပဒေကိုပြင်ဆင်ဖို့အတွက် ပြတ်ထန်းထားတဲ့ဥရီတွေရှိပြီးသားဖြစ်ပါတယ်။ဒါကြောင့်မလို့အဲ့ဒီဥရီတွေနဲ့အကျိုးကြောင့်ညှဉ်းညွတ်တယ်ဆိုလို့ရှိရင်ပြင်လို့ရနိုင်တဲ့အနေအထားရှိပါတယ်။ခက်ချင်းလွယ်ချင်းကဖြစ်ပေါ်လာတဲ့အခြေအနေနဲ့လွတ်တော်ကူလည်းမြဲအခန်းကဏ္ဍမှာပါဝင်နေပါတယ်။အခုဆိုလို့ရှိရင် NLD ကလည်းပြည်သူ့လွတ်တော်ကူစလဲတွေရှိလာပြီ။နောက်ပြီးတော့ဒေါအောင်ဆန်းစုကြည်ကိုရိုင်းရန်လည်းပါလီမန်ထဲကိုရောက်လာပြီ။ နောက် NLD နဲ့ဒေါန်ဆန်းစုကြည်တို့ကတောင်းဆိုနေတာဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ပေးဖို့အဲ့တော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ဥပဒေပြုရေးမှာအနာအရှိဆုံးပုဂ္ဂိုလ်လည်းဖြစ်တယ်အဲ့တော့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအနေနဲ့ဒီလိုပြု ပြင်ပေးဖို့လုပ်ပေးနိုင်မလားရှင်ကျွန်တော်တယောက်တည်းအနေအထားတဲ့ပို့ပြီးတော့ပြောရမယ်ဆိုရင် ကျွန်တော်လွတ်တော်ကိုရောက်ရှိလာတဲ့ပါတီစုံကလွတ်တော်ကိုလည်းရှိပါတယ်။တိုင်းသားလွတ်တော်ကိုလည်းရှိပါတယ်။ဒါကြောင့်မလို့သူတို့တွေရဲ့သဘောထားဆန္ဒပေါ်မှာတည်ပါတယ်။တကယ်တမ်းကျတော့ကျွန်တော်လွတ်တော်ကိုလည်းများဒီနေ့လွတ်တော်အတွင်းမှာခံဆောင်ရွက်နေတာကပါတီစွဲဝါဒစွဲဒေတာစွဲလူမျိုးစွဲကိုယ်ွယ်တဲ့ အယူအဆတွေကိုအဓိကမထားဘဲနဲ့နိုင်ငံနဲ့နိုင်ငံသားများရဲ့အကျိုးစီးပွားကိုပေါ်ဆောင်ပေးနိုင်မဲ့ကိစ္စများကိုအဓိကထားဆောင်ရွက်ကြမယ်ဆိုတဲ့တူညီသောယုံကြည်ခံမှုများရှိနေကြပါပြီ။ဒါကြောင့်မလို့ NLD ကကိုယ်လေမြတ်လွှတ်တော်တွင်ရောက်လာတဲ့အခါမှာသူတို့အဲ့တင်ပြဆွေးနွေးမှုများဟာ တကယ်ပင်နိုင်ငံနဲ့နိုင်ငံသားများအကျိုးစီးပွားကိုဖြစ်ထွန်းမယ်ဆိုလို့ရှိရင်ကျန်တဲ့လွှတ်တော်ကလည်းများကလည်းထောက်ခံမှာဖြစ်ပါတယ်။ဒုနည်းသူစွာပဲဘယ်ပါတီပဲဖွဲ့စည်းကတင်ပြတဲ့အဆိုပဲဖြစ်ဖြစ်ဥပဒေချမ်းပဲဖြစ်ဖြစ်ခုနကဲသူနိုင်ငံတော်နဲ့နိုင်ငံသားများရဲ့အကျိုးစီးပွားဖြစ်ပေါ်မယ်ဆိုရင်အလုံးထောက်ခံကြဖို့ဆောင်ရွက်ကြဖို့ဒီလိုပဲလွှတ်တော်ထဲမှာတိုက်တွန်းတာလို့ဆန္ဒလေးပြုထားတာဖြစ်ပါတယ်